မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ရုရှားယူကရိန်းစစ်ပွဲရဲ့နောက်ဆုံးအခြေအနေတွေကိုနည်းနည်းထဲထဲဝဝကြည့်ကြအောင်ပါဟုတ်ကဲ့ to the fin ယူရှားဘကလေကြောင်းစစ်ပွဲနီးပြူဟာတွေဘလို့ပြောင်းလာလဲယူကရိန်းရဲ့မြေပြင်တုံ့ပြန်မှုတွေပြီးတော့အနောက်နိုင်ငံအကူအညီတွေရဲ့အခန့်ကဏ္ဍပေါ့ဒါတွေကိုဆွေးနွေးသွားကြပါမယ်ဟုတ်ကဲ့ကျွန်မတို့အဓိကကိုးကားမဲ့သတင်းရင်းမြစ်တွေကတော့ military kia ရဲ့လေကြောင်းပိုင်းသုံးဖက်ချက် now dennis davidoff ရဲ့မြေပြင်အခြေအနေနဲ့ဆုံးရှုံးမှုအစီရင်ခံစား ပြီးတော့ RFU News ကအနောက်နိုင်ငံလက်နက်အကူအညီနဲ့ပတ်သက်တဲ့အချက်အလက်တွေပေါ့လေ။ကောင်းပါပြီ။ဒီတော့ဒီရင်းမြစ်တွေကရတဲ့အချက်တွေပေါ်မူတည်တည်စစ်ပွဲရဲ့အပြောင်းလဲတွေအဓိကနီးဗျူဟာအားပြိုင်မှုတွေကိုနားလည်အောင်စူးစမ်းကြည့်တာပေါ့။အထူးသဖြင့်ယူရှရဲ့လေကြောင်းပိုင်းတက်လာတာနဲ့ယူကရိန်းရဲ့မြေပြင်ပေါ်ကခဏရေကြားကအခြေအနေကိုပေါ့။ကဲဒါဆိုယူရှရဲ့လေကြောင်းစစ်စင်ရဲ့အပြောင်းလဲတွေနဲ့ဆက်လိုက်ကြအောင်။ဟုတ်ကဲ့ Military Gear စီရင်ခန်းစာမှာအဓိကပြောထားတာကလည်း နဖန်နစင်ကအောက်တိုဘာလောက်ကစပြီးတော့ရုရှားလေကြောင်းတိုက်ခိုက်မှုပုံစံကတိတိတသာပြောင်းလာတယ်ဆိုတာပဲဟုတ်ကဲ့ဘယ်လိုမျိုးပြောင်းလာတာလဲခင်ဗျဟွန်းအရင်ကတည်းကပုံမြန်လာတယ်ပိုပြင်းထန်လာတယ်အမ်အထူးသဖြင့်ကပိုပြီးစနစ်တကျညှိနှိုင်းပြီးတိုက်လာတာမျိုးဩစနစ်တကျညှိနှိုင်းမှုဆိုတော့ကိုနည်းနည်းထက်ရှင်းပြပါဦးဆိုလိုတာကလေရင်နေဒုံးကျည်မျိုးမျိုး drone နေဒါတွေကိုတစ်ချိန်တည်းတနေရာတည်းမှာ အချိန်ကြိုက်ပေါင်းတုံးလာတာမျိုးပါဥပမာအောက်တိုဘာ16ရက်နေ့ကဆိုရင်ဆာဗာဇာလေးတက်စခန်းကနေမစ်21 K ရပြန်တက်တယ်မစ်21 K ဆိုတာကင်ဇောတက်ထားတဲ့ဟာရင်းနော်ဟုတ်ပါတယ်ကင်ဇော hypersonic ဒုံးကြီးတက်ထားတာအဲ့ဒါတွေတက်ပြီးမကြဘူး KF ပေါ်တာဝါဒနီပရိုမှာလီချန်းတတိပိကျက်တွေထွက်လာရုံပြီးတော့ပေါ်တာဝါကစွမ်းအန်အခြေခံအစုံအုံတွေပစ်မှတ်တွေကို Iskander K Iskander M Sikon hypersonic တွေနဲ့တိတိကျကျပစ်တော့တယ်อืมဟုတ်ကဲ့ ဆိုတော့ဒါကကြုံတလို့ပြတာမဟုတ်တော့ဘူးတေချာစီစဉ်ထားရဲ့စစင်ရဲ့ပုံစံထင်နေတာကိုပြတာပဲอืมဒီလိုဆိုတော့သူတို့နီးပြူရာကအရင်ကတည်းကပူပြီးအစ်စ်မိလာတယ်ပူရှုပ်ထွေးလာတယ်ပြောရမှာပေါ့ဟုတ်တယ်ပြောလို့ရပါတယ်အဓိကကွာခြားချက်ကအလွာလိုက်တိုက်ခိုက်မှုလို့ခေါ်နိုင်တဲ့ပုံစံကိုပိုတုံးလာတာပဲအလွာလိုက်တိုက်ခိုက်မှုဟုတ်ကဲ့ layered attack ပေါ့ဥပမာ ိုက်လီယူနီက cruise တုံးကြီးပစ်တာကို cover ပေးတယ်။ရှေ့ကနေ Shahed လို drone တွေအများကြီးနဲ့အရင်ပစ်လွတ်ပြီး Ukraine လေကြောင်းကာကွယ်ရေးကိုအလုတ်ရှုပ်အောင်နေရာပြန့်သွားအောင်လုပ်တယ်။အဲ့ဒီနောက်မှာမှတကယ်တန်ဖိုးကြီးတဲ့ဖြတ်အားကောင်းတဲ့ hypersonic လို့တုံးကြီးတွေနဲ့အဓိကပစ်မှတ်ကိုဝင်တိုက်တာမျိုး။ Hmm ဒီနည်းပြရဲ့အဓိကရွေချက်က Ukraine လေကြောင်းရန်ကာကွယ်ရေးကိုဖျားပေးဖို့ပဲလား။အဓိကကအဲ့ဒါမယ်။ တပြိုင်နက်တည်းပိမှတ်တီအများကြီးနဲ့ရင်ဆိုင်ရအောင်လုပ်ပြီးဝင်ပြေးသွားအောင်ပေါ့ overwhelm လို့တာနောက်ပြီးအရေးကြီးတာကအနောက်နိုင်ငံကပေးထားတဲ့တန်ဖိုးကြီး interceptor ဒုံးကြီးတွေကိုစေးပေါ်တဲ့ဂျုံတွေပချို့ဟိုတုံးခိုင်းပြီးကုံသွားအောင်လုပ်တာ attrition ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အစီအင်ခံစားရရဆိုရင်ဒီနီးဗျူဟာကြောင့် Ukraine လေကြောင်းကာကွယ်ရေးထိအောင်မှုက84%လောက်ထိကျသွားတယ်လို့တောင်ဆိုရယ်တော်တော်ကျသွားတာပဲဟုတ်တယ် ဆိုတော့ဒါကအင်အားပြုံတိမှုစစ်ပွဲဖြစ်နေပြီးလေးချောင်းပိုင်းမှာတော့ယူရကအသာစီးရနေတယ်လို့ထင်နေတယ်။တခြား drone တိုက်ခိုက်မှုတွေကရောဘယ်လိုခိုင်ကနံကပါလဲ Grand 2လို့ဟာမျိုးတွေပေါ့။အဲ့ဒါကြီးကလည်းနေရာတော်တော်များများမှာတုံးနေတာပဲ။တက်စခန်းတွေယာယီတက်ဆူရက်တွေကိုတိုက်တာမျိုး Chernihiv က Poplev ကရော Zolo Chief အနီးကစခန်းတို့လိုနေရာတွေမှာတုံးတဲ့မှတ်တမ်းတွေရှိတယ်။အဲ့ဒါကြီးကအထက်ကဒုံးကျည်မလာခင်လိုင်းရှင်းတာကာကွယ်ရေးကိုနေရာခွဲလိုက်တာ။ ရတာတွေကိုရှုံအောင်လုပ်တာအပြင်စိတ်တက်စစ်စင်ရေတဘောလဲပါတာပေါ့လေခြုံပြောရရင်ရုရှားရဲ့လေကြောင်းရေမှန်းချက်ကစည်ရေးဖြစ်မှတ်တင်မကတော့ဘူးပေါ့ဟုတ်ပုံရတယ်ယူကရိန်းရဲ့မဟာဗျူရာမြောက်ခန့်နိုင်ရင်ဥပမာစွိုင်းရင်ဆက်မှုလုပ်ငန်းတွေကိုပါတိုက်စားဖို့နောက်အနောက်နိုင်ငံကကုညီဘလောက်ထိအကန့်အသတ်ရှိလဲဆိုတာကိုဖော်ထုတ်နေပုံပဲလောလောဆယ်တော့လေကြောင်းစစ်တွဲရဲ့အရှင်အဟုန်ကိုယူရှားကထိန်းထားနိုင်တယ်လို့ပြောရမယ်ဟုတ်ကဲ့ဒါပေမဲ့ လေကျောင်းမှာရုရှားကတလောက်ဖီအားပေးနေချိန်မှာမေဖြင့်အခြေအနေကတော့တော်တော်လေးကွဲပြားတဲ့ပုံစံပြနေတယ်လို့ဒန်နစ်စတာဗစ်ဒော့ဖ်အစီရင်ခံစားမှတွေ့ရတယ်နော်။ဒါကတော်တော်လေးခဏရေပြပြီးတုံ့ပြန်မှုတွေလုပ်နေတယ်။အထူးသဖြင့်အရှိတ်ဘက်ပိုခရော့ဖ်စကူရော့ဟော့ဖ်လမ်းကြောင်းမှာဆိုရင်ယူကရိန်းကရွာတချို့ကပြန်တောင်းတိမ့်နေခဲ့တယ်။ဟုတ်လား။ဘဲရွာတွေလဲ။ကူရှူရစ်ပြားတို့၊ဆူကာဘောက်ကတို့၊ဆူဗာရော့ဖ်ရဲ့တစိတ်တပိုင်းတို့ပါတယ်။ deep state လိုမျိုးပုံ အတီးပြုတ်တဲ့အဖွဲတွေကလည်းအတီးပြုတ်ထားတယ်။ စူကာဘောကမှဆိုယူကရိန်းရှိစစ်နဲ့လေချောင်းချီတက်မဟာကအလံလွင့်တဲ့ဗီဒီယိုရုရှားစစ်သားတွေလက်နက်ချတဲ့ဗီဒီယိုတွေတောင်ထွက်လာသေးတယ်။ဟုတ်ဒီလိုရွာလေးတွေပြန်ရတာကမဟာဗျူဟာအရာရောအရေးပါမှုရှိလားခင်ဗျ။အင်း နေမီယာသေးပေမဲ့အရေးပါတာပေါ့တချက်ကပိုခရော့စ်နဲ့မိုင်းရိုဂရက်လို့အထူးခြားတဲ့မြို့တွေကိုရုရှားထိုးစစ်နဲ့ကောက်ွယ်ဖို့အချိန်နည်းနည်းပိုလျောက်သွားစေတယ်။နောက်ပြီးဒီတန်ပြန်တိုက်စစ်တွေမှာရုရှားတပ်တွေအထူးခိုက်အဆုံးအရှုံးတော်တော်များတယ်လို့အစိုးရခန်းစားမှဆိုထားတယ်။ဒါကရုရှားထိုးစစ်အရှင်ကိုလည်းနည်းနည်းဟန်တားနိုင်တာပေါ့။ဒါပေမဲ့ရုရှားဘက်ကမြေပြင်ထိုးစစ်လုံးဝရပ်သွားတာတော့မဟုတ်ကြဘူးမလား။သူတို့ ရန်တရာတက်ဖွဲ့ဒီနေ့တိုက်တာဒီရော့အဲ့အရာကတော့ဆက်စ조사နေတုံးပဲဒါပေမဲ့အစင်းခန်းစားတွေထဲကဖြစ်စဉ်တွေကိုကြည့်ရင်တို့ရဲ့ကြီးကြီးမားမားရန်တရာတက်ဖွဲ့နဲ့တိုက်ခိုက်မှုတွေကအတော်လေးအထင်အားနေပုံရတယ်ဥပမာပါရှနာဘေနာမာယူရှာတန်ချက်ကရန်တန်းတစ်ခုတရားပြက်ကိုဖျက်ဖို့လုပ်ရင်ရေကန်တက်ထိုးချထားတဲ့ကိစ္စမျိုးဟုတ်ကဲ့အဲ့ဒီမှာယူကရိန်းက FPV drone တွေရော drone ကနေဘုံးတီးကျဲတာရောနောက်ဆုံး HIMARS နဲ့ပါဖိကတ်ခဲ့တယ်ဆိုတော့ ပြင်းပြီရေအောင်ရုပ်သွားတာဆိုတော့အထဲကလူရေလွတ်ဖို့တော့မလွယ်လောက်ဘူးလို့သုံးသပ်ကြတယ်။ဟိုခရော့မြောက်ပိုင်းမှာလည်းအလားတူအကြီးစားတိုက်ခိုက်မှုတခုရှိသေးတယ်ဆို။ဟုတ်တယ်အဲ့ဒါကငါးကြိမ်မြောက်အကြီးစားရန်တရားတိုက်ခိုက်မှုလို့ဆိုရဲယူကရိန်းရဲ့ကုသုံးထုံးညာ390မှာတမဟာရေပေါင်းပြီးခုခံခဲ့ကြတာ။အနည်းဆုံး IFA စချုံစီလောက်ပျက်စီးလေလို့အစိုးရခန်းစားမှာဖော်ပြထားတယ်။သူတို့မြူချူတော့အခွင့်ကောင်းယူပြီးတိုက်တာတော့မှယူကရိန်း drone နေအထူးသဖြင့် FPV drone တွေရဲ့ပြင်းထန်ဖြစ်ကုန်တာပဲ။ဟွန်း ဒီလောက်အထီနာနေတာကိုယူရှာကဘာလို့ဒီလိုထိုက်ခိုက်မှုပုံစံကိုဆက်သုံးနေရတာလဲအဒရင်ဘိုင်းဝေဖာမှုတွေရှိတယ်လို့လည်းကြားနေရတယ်လို့ပဲ။ အစီအခံစားရတော့ဒါ meet wave လို့ခေါ်တယ်လူသားလိုင်းလုံးနီးပြူဟာနဲ့စင်တူတယ်လို့သုံးသပ်ကြတယ်ဆိုလိုတာကအထီးခိုက်များတာကိုဂယူမဆိုင်ပဲရှေ့ကိုတရက်ဆက်တိုးဖို့ကြိုးစားတာမျိုးပေါ့ဒါကို Gerasimov ရုရှားစစ်ဦးစီးချုပ်ကအတင်းဖြစ်အားပေးခိုင်းနေတာလားပူတင်ကိုယ်တိုင်ကပဲလားတော့အသိဘူးပေါ့အဲ့လိုမျိုးသုံးသပ်မှုတွေရှိရဲဒါပေမဲ့လက်တွေ့မှာတော့ Ukraine drone တွေကြောင့်ဒီနီးပြူဟာကပိုပြီးအန်တီရေများပြီးအကုန်ကြများလာတယ်တခြားရှေ့တန်းဒီအခြေအနေကတော့အကုန်လုံး Ukraine ဘက်ကအသာရနေတဲ့အနေထားလားအဲ့ဒီလိုတော့လေမဟုတ်ပြန်ဘူး နေရာအလိုက်กว่าတယ်ပေါ့ဥပမာ Dnipropetrovsk ဒေသတုံပိုင်း Veliga Novosokha ရို Vishnivero ပမာဆိုယူရှားကတဖြည်းဖြည်းရှစ်တိုးလာပြီးအ धिक လမ်းမကြီးနဲ့နီးလာနေပြီး Yehorivka နာမှာဆိုရန်ချုံမြစ်တဖက်ကမ်းမှာယူရှားအလန်တောင်လွင့်ထားတာတွေ့ရတယ်အဲ့ဒီပမာတော့ယူရှားကချီလင်တက်ကိုပို့သုံးပြီးတိုက်နေပုံပဲဟုတ်ကဲ့ Zaporizhia လမ်းကြောင်းမှာလဲ Stepovisk နာမှာလာပေါင်းများစွာတိုက်ကင်းနောက်ယူရှားကနေမြထက်ရထားတယ် ဟာကိဖ်မြောက်ပိုင်း watch chance နားမှာလေခြေလီနဲ့လေချောင်းပေါင်းပြီးတိုက်နေတော့ပဲအဓိကကယူကရိန်းတပ်ကိုနီယာခွဲထုတ်ခြင်းနဲ့တဘောချင်းနဲ့ဒီတော့မြေပြင်မှာကတော်တော်လေးအပြန့်အလန်အားပြိုင်မှုတွေနေရာလက်အချီနီကွဲပြားမှုတွေရှိနေဆဲပေါ့ဒီကြားထဲမှာတရင်ချက်လက်စစ်ဝဲကလည်းပါနေသေးတာကိုဂျယ်ရာဆီမော့ကိစ္စလိုမျိုးအဲ့ဒါကတကယ်အရေးကြီးတယ်ဂျယ်ရာဆီမော့ကပေါ့ခရော့ရှ် ရော့ဖ်မင်းနှောင်းဟောင်းမှာယူကရိန်းတမဟာရှစ်ခုကိုဝိုင်းထားပြီဆိုပြီးပူတင်စီအစည်းအဝေးခန့်တယ်ဆိုတဲ့သတင်းကလေတကယ်မြေပြင်အခြေအနေမြေပုံတွေယူကရိန်းရဲ့တံမြန်တိုက်စစ်သတင်းနေနဲ့လုံးဝကိုကွဲနေတာဟုတ်ကဲ့ဒါကဝါရဖြန်တာဖြစ်နိုင်တယ်လို့အောက်ချီကအမှန်တိုင်းအပေါ်ကိုမတင်ပြရတာမျိုးလည်းဖြစ်နိုင်တာပေါ့ဒီလိုသတင်းကွာရချစ်တီဝါရဖြန်မှုတီကစစ်ပွဲကိုပိုရှုပ်ထွေးစေတယ်ပူတင်ကိုယ်တိုင်စစ်အုပ်စုံနဲ့ဘိုရဘက်စ်နျူကလ িয়ার ခရစ်တုံးကြီးအကြောင်း ထုတ်ပြောတာတောင်တက်တည်မခိုင်လုံသေးဘူးဆိုပြီးတန်တရားနေကြည့်ကြတာများတယ်ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေတွေမှာအနောက်နိုင်ငံတွေရဲ့ပန်ဖိုးမှုပုံစံပြောင်းလာတာကဘလို့တက်ရောက်မှုရှိလာပြီလဲအထူးသဖြင့်ယူရှပ်ပိုင်တဲ့ထဲကိုဖြစ်ခွင့်ပြုလိုက်တယ်ဆိုတဲ့အချက်လေးဟုတ်ကဲ့ RFU News အစီရင်ခံစာရတော့ဒါကတကယ်ကိုမဟာပြူဟာပြောင်းလဲတခုပဲအနောက်နိုင်ငံတွေအထူးသဖြင့် US ကသူတို့ပေးတဲ့လက်နက်ရှည်တွေကိုယူရှာပိုင်တဲ့ထဲကစစ်ရေးပြင်းမှတ်တွေကို တိုက်ဖို့ Ukraine ကိုခွင့်ပြုလိုက်ပြီ။อืมအဲ့ဒီခွင့်ပြုချက်ရဲ့လက်တွေ့အကျိုးဆက်ကိုချက်ချင်းမြင်ရတာမျိုးရှိလား။ Brian စိတ်ယုံကြည်ချလိုမျိုး ဲရကထင်ရှားတဲ့ဥပမာတစ်ခုပဲ။ Brian Scott ဓာတုဆက်ယုံတိုက်ခိုက်မှုကဒီခွင့်ပြုချက်ရပြီးတိတ်မကြခင်မှာဖြစ်သွားတာ။အဲ့ဒီဆက်ယုံက KH59 လို့တုံးကြည့်တဲ့အတွက်လောင်စာတို့ပေါက်ကွဲပြီးစီတို့ထုံတဲ့ရေးကြီးတဲ့နေရာ။ Ukraine က Storm Shadow တုံးကြည့်တွေတုံးသွားတယ်။ UK နဲ့ပြန်သစ်ပေးထားတာပေါ့။စိတ်ဝင်စားစရာကအဲ့ဒါကလည်းပေါင်းဆက်တိုက်ခိုက်မှုပုံစံပဲ။ drone တွေနဲ့အရင်လေးချောင်းကာကွယ်ရေးကိုအာယုံလွဲပြီးမှ storm shadow နဲ့ဖြစ်မှတ်ကိုတိုက်တာ음 Storm Shadow ရဲ့အားသာချက်ကဘာလဲခမညာဒီလိုစိတ်ယုံမျိုးကိုတိုက်ဖို့ဘာလို့တုံးတာလဲ Storm Shadow ကအကွာဝေးနီးယားမှ10ကီလိုမီတာလောက်ပြင်နိုင်တယ်။သူ့ရဲ့အဓိကအားသာချက်က450ကီလိုဂရမ်လောက်လေးရဲ့ထိပ်ဖို့ကအခိုင်မာစောက်ထားတဲ့ဖြစ်မှတ်တွေဘန်ဂါလိုဟာရိုကို ထိုးဖောက်ဝင်ပြီးမှ အတွင်းထဲမှာပေါက်ကွဲနိုင်တာ penetrating capability ပေါ့။ဟုတ်ကဲ့။ဒါကြောင့်ခန္ဓာတို့စိတ်ယုံအမာစားတွေလက်နက်တိုက်တွေကိုဖျက်ဆီးရမှတော်တော်ထိရောက်တယ်။ Brian's မှာတော့ရရှားကတောက်ချက်နိုင်တဲ့စပိုင်ပြောပေးမယ်ဗီဒီယိုတွေထွက်လာတော့ထိမှန်ပျက်စီးရတွေတွေ့ရတာပဲ Brian's အပြင်တခြားရွေးရှားစစ်ပတ်စစ်မှုလုပ်ငန်းတွေရောတိုက်ခိုက်ခံရသေးလားဒါကကျေပြန့်လာတဲ့ new view ဟာတခုလားဒါကပုံမှန်လုံလာတဲ့ new view ဟာတခုဖြစ်လာပုံရတယ်ဥမာဘက်ကိုတိုစတန်ကအဗန်ကာဆက်ယုံဆိုယူကရိန်းရဲ့ကီလိုမီတာ1300ချောင်းဝေးတယ်။အဲ့ဒါလဲတိုက်ခိုက်ခံရတယ်။နောက်ဂျာဂျင်းစကတ်ဖာလော့ဖ်ဆက်ယုံ Nishni Novgorod ka Azama Sayo ဒါက Kin 101 Kin 32 Dongji အစိုက်ပိုင်းတွေထုတ်တယ်ဆိုရယ် Smolensk Perm Krasnodar ကစက်ယုံတွေညာကြီးပဲ drone တွေရော Dongji တွေရောသုံးပြီးတိုက်ခိုက်ခံနေရတယ်လို့အစီရင်ခံစားတွေမှာဖော်ပြထားတယ်။ဒါဆို Ukraine ကရုရှားရဲ့စစ်စင်နိုင်စွာအရင်းမြစ်ကိုတိုက်ရပစ်မှတ်ထားလာတာပေါ့။ဟုတ်ပါတယ်။အဲ့ဒီတပိုးပဲ။ဒါနဲ့ Stone Shadow လက်ကျန် Navy ဆိုတဲ့တည်ရင်တွေရှိခဲ့ဦးတယ်လေ။ ဒီတိုက်ခိုက်မှုတွေဆက်လုပ်နိုင်မှာမလားတခြားလက်နက်အသစ်တွေရောရနိုင်ချေရှိလား Stone Shadow က2025အစောပိုင်းတော့ကအစင်ညာ300ရောပေးခဲ့တာဆိုတော့တုံးတာများရင်နီးနိုင်တာပေါ့ဒါပေမဲ့စနစ်ရထားရကနေထုတ်လုပ်မှုပြန်ဆနေပြီတုံးမြင့်နေပြီလို့ဆိုတယ်2026မှာတလောက်ကိုအစင်90လောက်ထိထုတ်နိုင်မယ်လို့တောင်ခန့်မှန်းထားကြတယ်ပြီးတော့ဒီ stone share ကိုအောင်မြင်မှုကြောင့်ဂျာမနီရဲ့ torres တုံးကြီးကိုပေးဖို့တောင်းဆိုမှုတွေပိုအားကောင်းလာနိုင်တယ် torres ကပိုဝေးဝေးပြင်နိုင်တာနော် ဟုတ်တယ်900ကီလိုမီတာကျော်တယ်ဘန်ကာဖြစ်နိုင်စွမ်းလည်းပိုကောင်းတယ်2023တော့က challenger အသင်းကပေးလိုက်တော့ leopard to abrams တို့လိုက်လာသလိုမျိုးဖြစ်လာမလားစောင့်ကြည့်ရမှာပေါ့ယူရှာရဲ့ red line ချိန်ချောင်မှုတွေကလည်းခဏခဏဆိုသလိုအရာမထင်ဖြစ်ခဲ့တာဆိုတော့လေဟုတ်ကဲ့အနောက်နိုင်ငံလက်နက်တွေပြန်တခြားတတိထားမိစရာအခြေအနေတွေကတော့ဘာတွေရှိသေးလဲခင်ဗျာဟို sweden gripen တိုက်လျင်ကစားလိုမျိုးอืม dennis davidoff အစီရင်ခံစာမှာ ဇလန်စကီက Gripenny Lamenni ရောက်မယ်လို့ပြောတာကိုဖော်ပြထားတယ်။ဒါပေမဲ့အစီရင်ခံသူကတော့အသက်ဆက်ဆက် Echo မျိုးစားတော့မဖြစ်နိုင်သေးဘူး။အမျိုးစားအဟောင်းနေပဲဖြစ်မယ်လို့သုံးသပ်တယ်။ဘလို့ပဲဖြစ်ဖြစ်ဒါကယူကရိန်းတော်ပထမဆုံးအသက်ဆက်ဆက်အနောက်တိုင်းတိုက်လျင်ရမယ်သဘောတူညီချက်ချိနိုင်လို့အရေးပါတာကွလေ။တဖက်မှာလည်းယူရှားရဲ့တိုက်ခိုက်မှုတွေကဆက်နေတော့မယ်။ Kiev ကိုတိုက်တာတော့လက်နက်အသစ်သုံးလာတာတော့ဆိုလိုက်မျိုး။ဟုတ်ကဲ့။ ခိဖမျိုးကိုရှဟက်ဒီခရုစတုံးကေရီနဲ့တိုက်လို့အပူပေးစယုံထီပြီးမိပြတာတွေထိခဲ့တယ်။နောက်ပြီးရုရှားရဲ့ jet engine တလီယင်ဖြစ်ပုံဆိုတာမျိုးတွေဟာခိဖတို့ဒီနိုပရပဒရပ်စ်တို့ပဲမပူတုံးလာတာတွေ့ရတယ်။နောက်တစ်ခုကယူကရိန်းရဲ့လေယက်တာပိုင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်လာတာမျိုးတွေလည်းရှိတယ်။ဒါတွေကယူကရိန်းပြည်သူတွေနေထိုင်ဖို့ခက်ခဲအောင်လုပ်တဲ့နည်းပြဟာရဲ့အစ်စ်ပိုင်းတွေလို့ယူဆရမှာပဲ။စစ်ပိုင်းဘက်ကအခြေအနေတွေကတော့ဘယ်လိုတည်ရောက်မှုရှိနေလဲခင်ဗျာ။ အိန္ဒိယရင်နှင်းဝဲတာတော့ရုရှားပုဂံအခြေအနေတို့လိုမျိုးအဲ့ဒါလည်းရှုထွေးနေတော့မယ်အိန္ဒိယက US ပိတ်ဆို့မှုအသစ်ကြောင့်ယူရှားစီကဝဲတာရှော့ပြီးအီရတ်ကာတာဘတ်ပြောင်းဝယ်နေတယ်ဒါမဲ့လုံးဝရလိုက်တာတော့မဟုတ်ဘူးယူရှားရဲ့စုစုပေါင်းပုဂံကတော့ပိတ်ဆို့မှုတွေရှိပေမဲ့2024မှာ18%တော့တိုးလာတယ်ဒေါ်လာ330ဘီလီယံဖိုးလောက်ရှိတယ်အဓိကတရုတ်ကဝဲတာပေါ့330ဘီလီယံဖိုးလောက်ရှိတယ်အများစုကရေနံတောင်ငွေကြောင့်မိတွဲပေါ့တရုတ်ကတော့စဝယ်နေအောင်မထင်ဘူး ဟုတ်တယ် Trump down အဲ့ဒါကိုပြောဘူးမယ်ဆိုတော့ပိတ်ဆို့မှုတွေရဲ့ထီအောင်မှုက မေကွန်းထုတ်เสียဖြစ်နေတော့ပဲနောက်ဆုံးအချက်အနေနဲ့ဟို Belgium ဝန်ကြီးချုပ်ကိစ္စရပ်ဆိုင်ထားတဲ့ရုရှားပိုင်ဆိုင်မှုကိစ္စကဘလို့ဖြစ်နေတာလဲအဲ့ဒါသားလဲဥရောပအတွင်းမှာသဘောထားမတူတာကိုပြနေတာပဲရပ်ဆိုင်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းအတွက်တိုက်ရိုက်မတုံးပဲအဲ့ဒီကရတဲ့အတိုးကို တနစ်ယူရို10ဘီလီယံကျော်တယ်ဆိုတဲ့ဘယ်ဂျီယမ်ကယူတုံးနေတယ်ဆိုပြီးဝေဖန်မှုတွေတော်တော်ထွက်နေတယ်။ဒါကယူကရိန်းကိုကူညီမဲ့ရန်ပုံငွေရှာဖွေရေးကိုအဟန့်အတားထစ်စေတယ်လို့ပြောကြတယ်။တစ်ဖက်မှာတော့မော်စကိုမြို့ကို S300, S400 ပန်ဆာဒီနဲ့အထက်ထကာကွယ်ထားတာကို OSINT မိဘုံတွေမှာတွေ့ရတယ်။ပူတင်လုံခြုံရေးအတွက်ရောမြို့တော်ကာကွယ်ရေးအတွက်ရောတော်တော်အားစိုက်ထားပုံပဲ။ ကဲဒီအချက်တရားလို့ကိုခြုံကြည့်လိုက်ရင်တော်တော်လေးရှုပ်ထွေးပြီးအပြန်လန်လွန်ဆွဲနေတဲ့အခြေအနေတခုကိုတွေ့ရတယ်ခင်ဗျာတဖက်မှာရုရှားကလေကြောင်းဆွမ်းမကိုမြင့်နေ hypersonic တွေအလွားလိုက်တိုက်ခိုက်မှုတွေနဲ့ယူကရိန်းရဲ့အခြေခံအဆောက်အုံကာကွယ်ရေးစစ်မှုလုပ်ငန်းလေကြောင်းကာကွယ်ရေးတွေကိုအင်အားချေနေအောင်စနစ်တကျပြရားပေးတယ်ဟုတ်ကဲ့ဒါဝိမဲတစ်ချိန်တည်းမှာပဲယူကရိန်းကမြေပြင်မှာအန်တိုစီယာကောင်းလောက်အောင်ခံနိုင်ရေးပြတယ်ပိုခရော့စ်လိုနေရာမျိုးမှာနယ်မြေတချို့တောင်ပြန်သိမ်းနိုင်ခဲ့တယ် ယူရှားရဲ့အကုန်အကျများတဲ့ရန်တရားတက်ဖွဲ့ထိုးစစ်တွေကိုလည်းအထင်အောင်လုပ်နိုင်ခဲ့တယ်။ဒါပြင်အနောက်နိုင်ငံမူဝါဒအပြောင်းလဲကြောင့်ယူရှားကိုင်နက်ထက်ကစီရေးစစ်မှုလုပ်ငန်းတွေကိုပိတ်မှတ်ထားတဲ့မဟာပြူဟာမြောက်တိုက်ခိုက်မှုတွေကိုပါဆက်လုပ်လာနိုင်ပြီ။ဟုတ်ပါတယ်။ဒီတော့ယူရှားဘက်ကလေကြောင်းစိုးမိုးမှုဝိုင်းထားပြီးဆိုတဲ့အခိုင်အမာပြောဆိုမှုတွေနဲ့ယူကရိန်းဘက်ကမြေပြင်အောင်ပွဲတည်င်းတွေယူရှားတဲ့အထိတိုက်နိုင်ပြီးဆိုတာဒီကြားမှာတော်တော်လေးကွာဟချက်တီချီနေတာပေါ့။မမာတဲ့စစ်မြေပြင်တိုက်ပွဲတွေလိုပဲ တရင်အချက်လက်စစ်ပွဲကလည်းပြင်းထန်နေတော့မဲဆိုတော့ရှင်းနေတာပေါ့လေဟုတ်ကဲ့ဒီတော့နောက်ဆုံးအနေနဲ့ဆက်ပြီးစဉ်းစားစရာမေခွန်းလေးတခုထားခဲ့ခြင်းပါတယ်ခင်ဗျာစောင်းရာဒီကလည်းတဖြည်းဖြည်းနီးလာပြီဒီအချိန်မှာရုရှားရဲ့လေကြောင်းနဲ့အခြေခံအဆောင်ဖြစ်စီရဲ့ဖြူဟာကယူကရိန်းရဲ့ခံနိုင်ရည်ကိုတကယ်ချိုးဖျက်နိုင်တော့မလားအင်းတမမို့ယူကရိန်းရဲ့မြေပြင်ခုခံစစ်နဲ့အနောက်နိုင်ငံကူညီနဲ့လုံမြင့်တဲ့ရုရှားသွင်းမှတ်ထားတိုက်ခိုက်မှုတွေက ရွှေရှားရဲ့စစ်စင်နိုင်စွာကိုပို့ပြီးချီတီရောက်ရောက်ဟန်တားနိုင်မလားလေချောင်းဆူမိုးမိုးညင်အာပူတီရဲ့လားမြေပြင်ခန္ဓာရင်နဲ့ပြမထနောက်ရှက်ဖြက်စီရဲ့လားဘယ်နည်းပြဟာကပฏิပတ်ခါရဲ့နောက်တစင်းကိုပုံဖော်ရမှာပို့ပြီးအဆုံးဖြတ်ပေးနိုင်မလဲအထူးသဖြင့်တဖက်ဆလုံးရန်ဆိုင်နေရတဲ့စီပိုင်းဖီအားတွေပြီးတွင်ပြည်မနိုင်ငံရဲ့ခြေအနေတွေကတော့ဒီအဖြစ်အပေါ်ဘလို့တည့်ရမှုရှိလာနိုင်မလဲဒါတော့ရှစ်ဆက်ပြီးစိတ်ဝင်စားလာစောင့်ကြည့်ရမယ့်အခြေအနေပဲဖြစ်ပါတယ်ရှင်ဒီဒီဘေးကလည်းကြိုးဆိုပါတယ်အမ် ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာက2025အောက်တိုဘာလနောက်ပိုင်းမှာပေါ့လေရုရှားရဲ့စစ်ရေးမဟာဗျူဟာတွေကယူကရိန်းစစ်ပွဲပေါ်မှာဘလို့တည်ရောက်မှုတွေရှိနေတယ်လဲဆိုလာပါပဲအထူးသဖြင့်အာယူရှားရဲ့လေကြောင်းဒုံးကျည်နဲ့မြေပြင် ပေါင်းစပ်စစ်စင်ရေးတွေထိအောင်မှု ပြီးတော့ရေရှည်လာလာကွယ်ဒီကာထာကြည့်ကြမှာပါဟုတ်ကဲ့ပါ အဓိကမေးခွန်းကတော့လေရုရှားရဲ့လက်ရှိပုံစံစစ်စင်ရေးနီလန်းတွေကယူကရိန်းကိုအမှန်တကယ်အားနည်းသွားစေပြီးရောစစ်ပွဲကိုသူတို့လိုချင်တဲ့ပုံစံအတိုင်းထိန်းချုပ်သွားနိုင်တဲ့အလားအလာရှိနေပြီလားအဲဒါမှမဟုတ်ယူကရိန်းရဲ့တုံ့ပြန်မှုစီရုရှားတပ်တွေရဲ့မြေပြင်ဆုံးရှုံးမှုတွေနောက်ပြီးယူရှားနိုင်ငံသွင်းမရေးထီယူကရိန်းကပြတ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အခြေအနေတွေကြောင့်ဒီမဟာဗျူဟာတွေဟာရေရှည်မှာအလုံးမခင့်နိုင်ဘူးလားအဲ့လိုလက္ခဏာတွေပြနေပြီလားဆိုတာပါပဲ ဒီချက်လက်တွေကိုတော့ဟုတ်ပါတယ်ကျွန်တော်တို့ရရှိထားတဲ့တရင်မြစ်တွေပေါ်ချိခံပြီးသုံးသပ်ကြမှာပါဟုတ်ပြီဒီထက်ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကတော့ရုရှားရဲ့လက်ရှိမဟာဗျူဟာတွေဟာအတော်လေးအဲထိရောက်မှုရှိတဲ့ယူကရိန်းကိုတိတိတသားဖိအားပေးနိုင်နေတယ်ဆိုတာပါပဲကျွန်မကတော့ဒီမြင်နဲ့နည်းနည်းလေးကွဲလွဲချင်ပါတယ်ဟိုရုရှားမှာဗျူဟာမှာအားနည်းချက်တွေရှိနေတယ်လို့ပဲယူကရိန်းရဲ့တုံ့ပြန်မှုတွေကြောင့်ရေရှင်မှာရုရှားအတွက် ောင်မြင်မှုမလွယ်ဘူးလို့တုံ့တက်ချင်ပါလိမ့်ရှင်။ကောင်းပါပြီ။အဲ့ဒါဆိုကျွန်တော်ဘက်ကစပြီးတင်ပြပါမယ်။ယူရှားရဲ့လေချောင်းစစ်စင်ရေးဟာအရင်ကတည်းကအများကြီးပိုပြီးအဆင့်မြင့်လာတာကို တွေ့ရတယ်။ပုံမြန်တဲ့ပိုအားပြင်းတဲ့လက်နက်တွေတုံးလာတယ်လို့စစ်စင်ရေးတွေကိုလည်းအလွန်အမင်းပေါင်းဆက်ညီနိုင်ပြီးလှောက်ဆောင်လာတာတွေ့ရတယ်ပေါ့။ဥမာမစ်တကီနက်ဂေးတိုက်လေယာဉ်တွေကနေဖြစ်လို့တဲ့ကင်ဇာလို hypersonic ဒုံးကျည်တဲ့ဆိုလိုတာက အတန်ထက်အလွန်မြန်ပြီးကြားဖြတ်ဖို့ခက်ခဲတဲ့တုံးကြီးမျိုးတွေပေါ့လေအဲ့ဒါတွေကဥဆောင်တိုက်ခိုက်မှုတွေမှာပါဝင်လာတယ် server set latest ခန်းလိုနေရာတွေကနေတိကျတဲ့အချိန်ကိုက်ထွက်ခွာမှုတွေလုပ်ဆောင်တာကယူရှားရဲ့လေကြောင်းကနေစိုးမိုးလို့တဲ့ရွေချက်ကိုပြနေတာပေါ့ဥမာအနေနဲ့ပြောရရင် October 16ရက်နေ့က Kif Podava Dnipro မြို့တွေကိုဖိမတ်ထားခဲ့တဲ့ကြီးမားတဲ့တုံးကြီးနဲ့ drone ပေါင်းစပ်တိုက်ခိုက်မှုကိုကြည့်နိုင်ပါတယ်အထူးသဖြင့် Podama မှာဆိုရင် အစ်စကန်ဒါဂေအစ်စကန်ဒါအမ်နဲ့အတစ်ထွက်ဇက်ကရင်းဟိုက်ပါဆိုနစ်ဒုံးကြီးတွေအထိတုံးပြီးတော့ယူကရိန်းကာကွယ်ရေးစစ်မှုလုပ်ငန်းနဲ့ဆက်ဆက်နေတဲ့တန်ငွေတို့စွိုင်းရင်အခြေခံဆောက်အောင်တွေကိုတိုက်ခိုက်ခဲ့တယ်။ရုရှားကာကွယ်ဝန်ကြီးဌာနကိုယ်တိုင်ကလည်းဂျေးလေရီကနေပြစ်လွန့်လိုက်တဲ့တာဝေးပြစ်လက်နက်တွေကင်ဇာဒုံးကြီးတွေတိုက်ခိုက်ရေး UAV တွေကိုတုံးပြီးယူကရိန်းရဲ့ကာကွယ်ရေးစစ်မှုလုပ်ငန်းအသက်သွေးကြောတွေကိုဖိမှတ်ထားနေတယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။ဆိုတော့ ဒီလိုတိုက်လီရင်နေ cruise ဒုံးကြီးတွေဖြစ်မှတ်ရှာ drone နေနောက်ဆုံး hypersonic လက်နက်တွေနဲ့မှာအလွာလေးပေါင်းဆက်တိုက်ခိုက်တဲ့နီလန်းလားယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကိုတော်တော်လေးအကြမ်းရိုက်ရှည်တယ်။သူတို့ရဲ့တံမိုးကြီးကြားဖြတ်ဟန်တာရေးလက်နက်တွေကိုအဆက်မပြတ်တုံးဆွဲနေအောင်ဖျားပေးတယ်။ပြီးတော့စစ်ကွက်ကဲစနစ်ကိုပါအမြဲတမ်းဒုက္ခပေးနေတာပါ။အဲနောက်ဆုံးရရှိတဲ့အချက်လက်တချို့ရဆိုရင် ယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်ရေးထိအောင်မှုဟာ84%လောက်ထိကျဆင်းသွားတယ်လို့တောင်ဆိုကြတယ်။ဒါလားဘသူရဲ့ခမှန်းချဘေဂါလာနဲ့နိုင်ရှင်ထားလဲဆိုတာအတိအကျမတိရပါပဲလေ။တိတာနဲ့ကျဆင်းမှုလို့ပြောလိုက်မယ်ထင်ပါတယ်။ဟင်းမြေပြင်မှာလေတိကျတဲ့ပြမတ်တွေကိုဖြစ်စည်းနိုင်စွမ်းရှိနေလောက်ကိုအော်တိုဘာလလေပိုင်းကဖြစ်စင်နေမှာတွေ့နေတယ်။ဥပမာဇယ်လနီဟိုင်းနာက MLRS လို့တုံးပြလောင်ရတစ်ခုကိုအစ်စကန်ဒါ M နဲ့ဖြစ်စည်းတာပပိုဖိုကနာကယာယီတခန်းကို ဂျရန်တူဒရုန်းနဲ့တိုက်ခိုက်တာယတင်းနိုနာက AFU လို့ခေါ်တဲ့ယူကရိန်းလက်နက်ကိုက်တပ်ဖွဲ့ယာယီတန်နီယာကိုဂျရန်တူနဲ့တိုက်ခိုက်တာတွေကနမူနာတွေပါပဲဒီမဟာဗျူရာကယူကရိန်းရဲ့မဟာဗျူရာမြို့ခနိုင်ကြီးကိုဖြည်းဖြည်းတိုက်စားနေပြီးတော့စောင်းရာသီနီးကပ်လာတာနဲ့အများဒီဖျားတွေကပိုပြီးပြင်းထန်လာနိုင်ချေရှိတယ်လို့ကျွန်တော်ယုံကြည်တယ်လေအင်းခမရတင်ပြသွားတဲ့ရုရှားလေကြောင်းနဲ့ဒုံးကျည်တိုက်ခိုက်မှုတွေအစစ်မဲ့လာပုံကစိတ်ဝင်စားစရာပါဒါပေမဲ့လေ ကျမတို့ဒီဘုံရဲ့ chart effect ကိုကြည့်စီခြင်းပါတယ်။ရုရှားရဲ့မြေပြင်တိုက်ခိုက်မှုတွေမှာကြုံတွေ့နေရတဲ့အကြီးရဲ့ဆုံးရှုံးမှုတွေကိုလေလွရှုလို့မရဘူးလို့ထင်ပါတယ်။အထူးသဖြင့် Pokros Korakhovy data မှာ Ukraine တပ်တွေရဲ့အောင်မြင်တဲ့တံတမ်းထိုးစစ်တွေကိုကြည့်။ Kucherivia Sorova Sukhesk နဲ့ Zatishne လို့ကျေးရွာတွေကို Ukraine ကပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်။ Rodinsk မြို့ကနေရုရှားတပ်တွေကိုတွန်းထုတ်နိုင်ခဲ့တာကလည်းဒါဟာထင်ရှားတဲ့အောင်မြင်မှုတစ်ခုပဲ။ရုရှားဘက်ကကြတော့ အသားကြီးဆက်လို့တင်စားရအောင်ပေါ့နော်စက်မှုတက်ဖွဲ့ဝင်နေလူအင်အားကိုအလွန်ကျွန်းတုံးပြီးတော့အတိပယ်မဲ့ပုံရတယ်တိုက်ခိုက်မှုကြီးလုပ်နေပေမဲ့ထိတလော့အောင်မြင်မှုမရတာကိုလည်းတွေ့နေရပါတယ်ဥပမာ voucher မြေအနီကတိုက်ခိုက်မှုမှာယူရှာတန်းချက်ကားရဲ့အနည်းဆုံး3စီးရေထဲနေမြုပ်သွားတယ်ဆိုတာမျိုး but cross မြို့မြောက်ပိုင်းကနောက်ထပ်တိုက်ခိုက်မှုတစ်ခုမှာဆိုရင် Russia IFV တို့ခွာတဲ့ချီရင်တက်တိုက်ခိုက်ရင်16စီးလောက်တရက်တည်းဖြစ်စီခံလိုက်ရတာတွေကသူတို့ရဲ့ဆုံးရှုံးမှုပမာဏကိုပြနေတာပဲ။ ဒီလိုတိုက်ခိုက်မှုတွေကတကယ်တော့မှယူကရိန်းအတွက်ပိုပြီးအကျိုးမြတ်ထွက်စေတယ်လို့တောင်ပြောလို့ရနိုင်ပါတယ်။နောက်တစ်ချက်ကယူရှားရဲ့စစ်ဘက်ခေါင်းဆောင်ပိုင်းဆုံးဖြတ်ချက်တွေပါ။အော်ဒီလိုအချိနာဆုံးရှုံးနေတာကိုဂရုမစိုက်ပဲပူတင်နဲ့ဂျရစ်စမော့တို့ကဆက်လက်တိုက်ခိုက်ဖို့အမိန့်ပေးနေပုံရပါတယ်။ဂျရစ်စမော့က Procrosket Menogret မှာယူကရိန်းတမဟာရှစ်ခုကိုဝိုင်းထားနိုင်ပြီလို့ပူတင်ကိုအစီရင်ခံတင်ပြရတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာ။ဟာအဲ့ဒါကလေ လက်တွေ့မြင်ပြီးအခြေအနေနဲ့လုံးဝကင်းကွာနေတဲ့အခြေမြက်မရှိတဲ့တင်ပြချက်လို့ပဲပြောရမှာပါ တားရီအလုံးထပ်ဖို့အရေးကြီးတာကယူကရိန်းဟာအခုဆိုရင် အနောက်နိုင်ငံတွေရဲ့ခွင့်ပြုချက်နဲ့ရုရှားပိုင်နက်ထက်ထိ Storm Shadow လို့ခင်မင်လက်နက်တွေနဲ့ထိုးပေါက်တိုက်ခိုက်လာနိုင်ပြီဆိုတဲ့အချက်ပါပဲ။ Brands ကမှရှိတဲ့ဓာတုစယုံကိုတိုက်ခိုက်နိုင်ခဲ့တာဟာအလုံးအရေးပါတဲ့ဖြစ်စဉ်တကူပါ။ဒီစယုံကယူရှားရဲ့ KH59 လို့ဝေဟင်ပစ် ခရစ်တုံးကီရတဲ့လောင်စာနဲ့ပောက်ကွဲစေတဲ့ပစ္စည်းတထုတ်လုပ်တင်းရဲ့အထူးကနေရာတခုဖြစ်တယ်လို့တရားတဲ့အဲ့ဒီတက်ခိုင်မှုကြောင့်ဆေးရုံရဲ့ထုတ်လုပ်မှုဟာပြန်လဲဖြူပြင်လို့မရအောင်ရပ်တန့်သွားတယ်လို့တောင်တင်းနေမှာဖော်ပြကြပါတယ်။ဒါပြင်ဘတ်ရှ်ကိုတူစတန်ကအဗန်ဂတ်ဆေယုံဇာဂျင်စကတ်ဖက်ဒရယ်လော့ဆေယုံနောက်စမောလန်စပမ်ခရစ်နိုဒါကဆေယုံနေနဲ့နရှင်နိုဗိုဂရတ်ကအာဇာမဆေယုံလိုမျိုးပေါ့ရုရှားရဲ့အခြားသောမဟာဖြူခိုင်ကြီးဆစ်မှုလုံကမ်းတွေကိုပါယူကရိန်းကပြင်းထန်တိုက်ခိုက်နိုင်ခဲ့တာတွေရှိပါတယ်။ဆိုတော့လေ ဒါတွေအလုံးကယူရှားရဲ့မဟာဖြူခါအားထင်တယ်လို့ထီအောင်မှုမရှိသေးတဲ့ပြန်မိပြင်ဆုံရှုံမှုတွေနဲ့ယူကရိန်းရဲ့တွန့်ပြန်နိုင်စွာမြင့်တက်လာမှုကြောင့်ရေရှည်မှာအောင်မြင်ဖို့ခက်ခဲလာနိုင်တယ်ဆိုတဲ့အချက်ကိုမင်းမောင်းထုတ်ပြနေတယ်လို့ကျွန်မယူဆပါတယ်။ဟုတ်ပါပြီ။ခမရရဲ့အမြင်ကိုနားလည်ပါတယ်။အထူးသဖြင့်မိပြင်ဆုံရှုံမှုတွေနဲ့ဟိုယူရှားကောင်းဆောင်ပိုင်းရဲ့အစီအင်ခံချက်ကွဲလွဲမှုတွေကအထောက်ပြစရာတွေပါ။ဒါမဲ့ကျွန်တော်ဒီလိုချင်းခက်ချီချင်တယ်။အဲရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကရင်ကြက်ပိုးပြီးပေါင်းစပ်ချင်းနိုင်နေလာတယ်။ hypersonic လက်နက်တွေတုံးလာတယ်ဆိုတာကတော့ဒါကငင်လို့မရတဲ့အချက်ပဲလေဒီချက်ကယူကရိန်းရဲ့ကာကွယ်ရေးစနစ်တွေပေါ်အမှန်တကယ်ဖိအားဖိစေပါတယ်ဟုတ်ပါတယ်မြေပြင်မှာဆုံရှုံမှုတွေရှိနေတာမှန်ပါတယ်ဒါပေမဲ့လေးချောင်းကနေတစဉ်ယူကရိန်းရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေခွက်ကဲဌာနချုပ်တွေစွမ်းရင်အခြေခံအချက်အုံတွေကိုစက်တိုက်ပြတ်မှတ်ထားဖိအားပေးနိုင်မှုကမဟာပြုကာယာပိုအေးပနိုင်မလားဆိုတော့စဉ်းစားသင့်တယ်လို့ရှင်းပါတယ်ဒီလေးချောင်းစွမ်းရည်ကစစ်ပွဲရဲ့အရှိန်ကိုထိန်းချုပ်ဖို့စူးစမ်းရမှာ ။ရူချာကတော့အဓိကလက်နဲ့ဖိနေဆက်ပါပဲ။အင်းခ냐ထောက်ပြတဲ့လေချောင်းဆွမ်းရည်ရဲ့မဟာဗျူဟာမြော့အရေးပါမှုကမှန်တာ။ဒါပေမဲ့တစ်ဖက်မှာလည်းဒီအချက်ကိုထည့်စဉ်းစားမှုလိုမထင်တဲ့။လေချောင်းတက်ခဲမှုတွေကဟုတ်တယ်။အခြေခံအဆောက်အဦတွေကိုထိခိုက်စေနိုင်လေဆိုပေမဲ့တချိန်တည်းပါပဲမြေပြင်စစ်မျက်နှာမှာယူကရိန်းရဲ့နယ်မြေတွေပြန်ရနေတယ်။ယူရှာရဲ့တန်ဖိုးကြီးတဲ့စမှုတပ်ဖွဲ့တွေကိုအပြင်းအထန်ချေမိုးနေတယ်။ ပိုခရိုဗတ်ကူရာကိုဗေဒေတာကတံပြန်ထွေးစစ်တွေကဒီအချက်ကိုတက်တည်ထူနေလာပဲစူလိုချင်နာကလေချောင်းတက်ခိုက်မှုတစ်ခုတည်းနဲ့စစ်ပွဲတစ်ခုလုံးရဲ့အတက်အကျကိုစွန့်ပြတ်နိုင်ပါလားခုနပြောခဲ့တဲ့ဂျရာစီမော့ဖ်ရဲ့မာယွန်းတက်လို့ယူဆရတဲ့အချိန်ခံချက်ကိုတိုင်ကယူရှားစစ်ခေါင်းဆောင်တွေဟာမြေပြင်ကလက်တွေ့အခြေအနေနဲ့ဘလောက်အဆက်အသွယ်ပြတ်နေသလဲဆိုတာပြနေတယ်လို့ပဲလေ မြေပြင်မှာအောင်မြင်မှုမရဘဲဆုံးဆုံးမှုတွေများနေချိန်မှာလေချောင်းတက်ခိုက်မှုတက်တက်ကရေရှည်မှာဘလောက်အချီထိအောင်မှုရှိနေမှာလဲဆိုတာမြေကုန်ထုတ်ဆရာပါပဲအဲ့ဒီရချက်ကစိတ်ဝင်စားဖျားပါဒါပေမဲ့ကျွန်တော်ကတော့ဒီလိုရှုမြင်နေတယ်ယူရှားရဲ့လက်ရှိတက်ခိုက်မှုပုံစံကလေချောင်းဒုံးကြီး drone မြေပြင်အားလုံးကိုပေါင်းဆက်ပြီးတော့ယူကရိန်းရဲ့အရင်းပြစ်တွေကိုတခေတ်ဖြစ်ခုန်ခန်းထားအောင်ယူရထားတဲ့စစ်ပန်းစစ်တွေနှီးပြူဟာလို့မြင်ပါတယ်အထူးသဖြင့်ဆောင်ရသည့်နီးကလာချိန်မှာပေါ့ စွိုင်းရဲ့ခြေကန်ဆောက်တွေကိုဆက်တိုက်ပြင်မှတ်ထားမှုကယူကရိန်းရဲ့ပြည်သူတွေရဲ့စိတ်ဓာတ်နဲ့စီပွိုင်းရဲ့ဘောကြီးမားတဲ့ဖျားပြင်းနိုင်တယ်။ယူကရိန်းရဲ့လေကြောင်းကောက်ွယ်ရေးထိရောက်မှုက84%လောက်ပဲရှိတယ်ဆိုတော့ခက်မှန်းချက်ကိုပဲကြည့်ဦး။ဒါတောင်မှတရက်ဆက်တိုက်ခိုက်လာတဲ့ဒုံးကြီးတွေ drone တွေကိုကြားဖြတ်ဖို့သူတို့ရဲ့တန်ခိုးကြီးလေကားလက်နက်တွေကိုအဆက်မပြတ်ထုံးစွမ်းနေရတယ်။ဒီလိုအရေးမြစ်တွေခုန်ခန်းအောင်လုပ်တဲ့နီးဗျူဟာမှာယူရှားကအချိန်ကြာလာတာနဲ့မြအတာစီးရတော့နိုင်ကြီးမရှိဘူးလက်ခင်ဗျာ။မှန်လဲ။ အထူးသဖြင့်သူတို့ရဲ့တန်ချက်ကရင်နေနဲ့လူအင်အားဆုံးရှုံးမှုကအလွန်အကျွံ့များပြားနေတာကိုထည့်တွေ့ရမယ်။ Wolfcha မင်းနာကတိုက်ခိုက်မှုမှာ IFV တွေဆုံးရှုံးတာ၊ Pokrox မြောက်ပိုင်းတိုက်ခိုက်မှုမှာတရက်တဲ့ IFV စစ်ချစီတော့ဆုံးရှုံးတာတွေကရေတော်နီဗျူဟာယာဆုံးရှုံးမှုတသက်မဟုတ်တော့ဘူး။ဒါတွေကရေရှည်မှာရုရှားရဲ့တိုက်ခိုက်ရေးကိုထက်ခိုက်စေနိုင်တယ်။ရုရှားစစ်ပပ်ဘလော့ကာတွေနဲ့ရရှိတဲ့ချို့ကိုတိုင်းကတော့ဒီလိုအသားတက်ဆက်နီဗျူဟာတွေကိုလူသိရှင်ကြားဝေဖန်နေကြပြီ။ ါကစစ်ပန်းစီတဲ့နီးဗျူဟာကိုရရှိကျင့်သုံးနိုင်မယ့်လက္ခဏာမဟုတ်ဘူးလို့ကျွန်မထင်တယ်။နောက်ပြီးယူကရိန်းဘက်ကလည်းဂရစ်ပင်တိုက်လျင်နဲ့လို့နောက်နိုင်ငံရဲ့လက်နက်သစ်တွေထရလာဖို့ရှိနေသေးတယ်လေ။ဒါကလေကြောင်းဆုံမှုမှုအခြေအနေကိုတော့ပြောင်းလဲသွားစေနိုင်တယ်။ပြီးတော့ဒီဆုံးရှုံးမှုတွေနဲ့ယူကရိန်းရဲ့တိုးတက်လာတဲ့စွမ်းရည်တွေကိုချိန်ထိုးကြည့်ရင်ယူရှာရဲ့မဟာဗျူဟာကဘလောက်ကြကြဆက်ထိန်ထားနိုင်မလဲဆိုတာမေးခွန်းထုတ်စရာဖြစ်လာတာပေါ့။ကပြပြောတဲ့ယူရှာဘက်ကဆုံးရှုံးမှုတွေနဲ့ယူကရိန်းရဲ့အလားအလာရှိတဲ့ လက်နက်တစ်တွေကအရေးကြီးတဲ့အချက်ဒီပါဟုတ်တယ်။ဒါပေမဲ့ယူကရိန်းရဲ့ရုရှားပြည်တွင်းကိုထိုးပေါက်တိုက်ခိုက်မှုတွေရဲ့တက်ရောက်မှုကိုပြန်ကြည့်ရအောင်။အမ်ဘရီယန်စတတ်တူစေယုံလိုတိုက်ခိုက်မှုတွေကစစ်အနောက်အရေးဖြစ်စေနိုင်တယ်ဟုတ်တယ်ထိုးလို့မှုကိုရရရက်တက်စေနိုင်တယ်ဆိုပြီးမဲ့ရုရှားရဲ့အေယာမစစ်မှုစေယုံကွညက်ကြီးတစ်ခုလုံးကိုတော့ပျော်လွှတ်အောင်လုပ်နိုင်မှာမလား။ရုရှားကမော်စကိုလိုအဓိကကျတဲ့နေရာတွေကို S300 S400 ပန်ဇီယိုလိုခီမီလီယုံရန်ကာကွယ်ရေးစစ်တီနယ်တဲ့အထက်ထက်ကာကွယ်ထားတယ်ဆိုတာကိုလည်းထည့်တွေ့ရမယ်။ဂျိုတူးတပ်ပုံနဲ့အရာဆိုမော်စကိုဒဝိုက်မှာကာကွယ်ရေးအစီအမံတွေအများအပြားချထားတာတွေ့ရတယ်။ဒါကရှီတန်းစစ်မျက်နှာထက်တောင်ပိုများနိုင်တယ်လို့ခမှန်းကြတယ်။တစ်ဖက်မှာလည်းပူရင်ကပူရဗစ်နစ်လို့ခေါ်တဲ့နျူကလ িয়ার ဆွမ်းအန်တုံခရူးစတုံးကြီးစီမံကိန်းအရောင်ကြွားဝါပြောဆိုနေတာတွေကရုရှားရဲ့စိတ်တကြန့်ခိုင်မှုနဲ့အယော့မပေးလို့စိတ်ကိုပြဟုစ조사နေတာဖြစ်နေတာဆိုတော့ ဒီလိုပြည်တွင်းတိုက်ခိုက်မှုအနေငယ်က ရုရှားရဲ့စစ်စင်နွဲလိုစိတ်ကိုအမှန်တကယ်ချိုးနှိမ်နိုင်ပါမလားဆိုတော့တန်တရားဖြစ်မိတယ်။အဲ့ဒီဂျိုးချောင်းစင်ကျင်မှုကိုတော့ကျွန်မတိတ်လက်မခံနိုင်ပေဟုရှင့်။ဘာဖြစ်လို့လဲဆိုတော့ Storm Shadow တုံးကြီးနဲ့ Brian Star တူဆက်ယုံကိုတိုက်ခိုက်ခဲ့မှုဟာအမတ်တရားဖြစ်ရတဲ့ဖြစ်ထက်ပိုးပါတယ်။တရင်းနေမှာတုံးလုံးခဲ့တဲ့ထုတ်လုံမှုကိုပြန်လဲပြုပြင်လို့မရအောင်ရပ်တန့်သွားစေခဲ့တဲ့ဆိုတဲ့စကားရက်ကအရေးကြီးတယ်လို့ကျွန်မထင်တယ်။ ဒါဟာယူရှာရဲ့ KH59 လို့အရေးပါတဲ့ဒုံးကျည်ထုတ်လုပ်မှုကွင်းဆက်ကိုတိုက်ရိုက်ထိခိုက်စေခဲ့တာပါ။ Avangard, Sredlov, Azamasay ုံတွေကိုတိုက်ခိုက်နိုင်ခဲ့တာတွေကလည်းစိတ်နှောက်ရဖြစ်ုံတသက်မဟုတ်တော့ဘူး။ဒါတွေကယူရှာရဲ့မဟာဗျာမြောက်ပြတ်မှတ်တဲ့ဟာယူကရိန်းရဲ့လက်လက်မီတာမှာရှိနေပြီဆိုတာပြလိုက်တာပဲ။ဒီလိုတိကျတဲ့ထိုးစစ်တွေကယူရှာရဲ့စစ်ပေးစံရွယ်နိုင်စွမ်းကိုတိုက်ရိုက်ထိခိုက်စေနိုင်တယ် ဒါကတချိန်တည်းမှာရွှေရွှဲရဲ့လေကြောင်းရန်ကကွေစနစ်မှာလည်းအားနည်းချက်တရှိနေရဆိုတာကိုဖော်ပြနေသလိုပဲ။ Taurus လိုပိုဝေးပင်နိုင်ပြီးပိုအဖြစ်ဆုံးအကြီးရဲ့လက်နက်တွေဒါယူကရိန်းကရလာခဲ့ရင်ဘယ်လိုဖြစ်လာမလဲ။ယူရှာရဲ့အရေးပါတဲ့ဆက်မှုလုံရိုင်းဒီစစ်ကွက်ကရေးဌာနချုပ်ဒီကိုပို့ပြီးထိထိရောက်ရောက်တိုက်ခိုက်လာနိုင်မှာတည်ချတယ်ဟုတ်ပါတယ်မော်စကိုကိုအထူးကကွယ်ထားနိုင်မယ်ဒါပေမဲ့ခြေပြန့်လာတဲ့ယူရှာနိုင်ငံကြီးတစ်ခုလုံးရဲ့မဟာဗျူဟာပစ်မှတ်အားလုံးကိုတော့အပြည့်ဝကကွယ်နိုင်မှာမဟုတ်ဘူးလေ ဒီလိုတိုက်ခိုက်မှုတွေဆက်တက်ဖြစ်လာရင်ယူရပြည်သူတွေရဲ့စိတ်တက်နဲ့စစ်ပွဲအပေါ်ထောက်ခံမှုကိုရော မထိခိုက်နိုင်ဘူးလား။ကောင်းပါပြီ။အဲ့ဒါဆိုဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့ကြတာတွေကိုပြန်ချုပ်ရရင်တဖက်မှာယူရှားရဲ့ပေါင်းဆက်မဟာဗျူဟာသူတပင်သူတို့ရဲ့အစိတ်မြင့်တင်ထားတဲ့လေဆောင်နဲ့ဒုံးကြီးစွမ်းရည်တွေကယူကရိန်းရဲ့ကာကွယ်ရေးအခြေခံအဆောက်အုံတွေနဲ့စစ်ကူညီမှုတွေကိုဆက်လက်ဖိအားပေးနေဆဲဖြစ်တယ်။ဒါကယူကရိန်းကိုအားနည်းအောင်လုပ်ပြီးမဟာဗျူဟာမြောက်အသာစီးရယူဖို့ယူရှားရဲ့အဓိကနိလန့်ဖြစ်နေတယ်လို့ကျွန်တော်ဆက်ပြီးရှုမြင်ပါတယ်။ ဟုတ်ပါတယ်။ကျမသက်ကောင်ပြန်ချုပ်ရရင်တော့ယူရှားရဲ့မြေပြင်မှာကြုံတွေ့နေရတဲ့ကြီးမားတဲ့ဆုံးရှုံးမှုပြီးစစ်ဘက်ခုံးဆောင်ပိုင်းရဲ့လက်တွေ့နဲ့ကင်းခွာပုံရတဲ့အဆုံးဖြတ်ချက်တွေပြီးတော့ယူကရိန်းရဲ့ယူရှားပိုင်းနဲ့အတွင်းပိုင်းထိတုံ့ပြန်တိုက်ခိုက်နိုင်စွမ်းတိတိတသားမြင့်တက်လာမှုကြောင့်ယူရှားရဲ့လက်ရှိမဟာဗျူဟာဟာရေရှိမှအောင်မြင်ဖို့ခက်ခဲပြီးအခြေအနေမကောင်းနိုင်ဘူးဆိုတဲ့အချက်ကိုပိုပြီးအလေးသားယုံကြည်မိပါရဲ့ရှင့်ဟုတ်ကဲ့ဒီနေ့ဆွေးနွေးမှုမှာလေ ရေချောင်းဆွမ်းရေအဆုံးဖြတ်ပေးနိုင်မှုနဲ့မြေပြင်ခြေနေတဲ့လက်တွေ့ကြမှုကြားကအားပြိုင်မှုကိုတွေ့ရပါတယ်။ရုရှားရဲ့ဆိုးဆိုးမှုတွေကရေချေမှာဘလောက်အထိတက်ရောက်မှုရှိမလဲ။ယူကရိန်းရဲ့ရုရှားပြင်တွင်ထိုးပေါက်မှုတွေကစစ်ပွဲရဲ့အလက်အပြောင်းကိုဖန်တီးနိုင်မလားဆိုတာတွေကတော့ဆက်လက်ပြီးအမြင်ကွဲလက်နေမဲ့အချက်တွေဖြစ်နေုံပါပဲ။ပေးချပါရရှင်ဒီလိုရှုထောင်ဆောင်ကနေဆွေးနွေးသုံးသပ်ခြင်းအပြင်ဒီရှုထွေးတဲ့စစ်ပွဲရဲ့အခြေအနေကိုပိုပြီးနန်းနန်းနန်းနားလည်နိုင်ဖို့အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ် ကျွန်တော်တို့ခြေခံခဲ့တဲ့တည်င်းအချက်လက်တွေနဲ့အချက်လက်တွေထင်မှာဆက်လက်လေ့လာစရာစဉ်းစားစရာတွေအများကြီးရှိနေပါသေးတယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။ဘေးအမြင်က ပိုပြီးလက်တွေ့ကြတယ်။ပုံမှန်ကန်နိုင်ရရှိတယ်ဆိုတာကိုတော့နားထောင်နေသူတွေကိုယ်တိုင်ပဲဆက်လက်စဉ်းစားဆုံးဖြတ်ကြဖို့ခြံထားခဲ့ခြင်းပါတယ်။